မမပီဒီအက်လက်နက်ကင်အဖွဲ့အသီးသီးအတွက်ရေးတဲ့စာအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ားချက်ကတော့ဆစ်အာနာရှင်ကိုတကယ်တော်လှန်နေတဲ့လက်နက်ကင်တွေအတွက်တော်လှန်ရေးရဲ့ပကတိအခြေအနေကိုတည့်တည့်ကြည့်တတ်ဖို့လိုအပ်လာတဲ့အခြေအနေတွေကိုလေ့လာနိုင်အောင်တင်ပြထားတာပဲဖြစ်ပါတယ်။အာနာရှင်ကိုတော်လှန်နေကြတဲ့လက်နက်ကင်တွေအထူးသဖြင့်ဗမာ PDF တွေအနေနဲ့ကတဲ့ DVB, AOD, Mizima နဲ့ຫນွေဦးတော်လှန်ရေးအတွက်သတင်းတင်ဆက်နေတဲ့ CRPH နဲ့ NUG တို့ရဲ့သတင်းတွေကိုပဲကြည့်ပြီးတော့စစ်တိုက်မနေဖို့လိုအပ်နေပြီဖြစ်ပါတယ်။ တကယ်မြေပြင်မှာဖြစ်ပျက်နေတာတွေကိုကိုယ်တိုင်ခန်းစားနေကြရတဲ့လက်နက်ကင်တွေအသိဆုံးပါကျမတို့အခုတင်ပြတာတဲ့ကို ပို့ပြီးတော့သိကြမှာပါဒီတင်ပြချက်မှာတော့ဗမာ PD ရဲ့လက်နက်ကင်အဖွဲ့တွေဘေးကင်းကြပါစေလို့တောင်းစုပြုတာထက်ဘေးကင်းတဲ့လမ်းကိုရှောက်လန်းနိုင်ကြပါစေလို့ဆန္ဒပြုမိတာပါမိသူတဦးတယောက်ကိုမှထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မျိုးမရှိပါဘူးခန်းစားချက်နဲ့မကြည့်ရှုပဲလက်ရှိအခြေအနေမှန်တွေကိုသိတာမြင်တာအောင်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ် ရီဦးတော်လည်ရေးက6လကြာမယ်တနှစ်ကြာမယ်ဒါမှမဟုတ်အများဆုံးတနှစ်ကနေနှစ်နှစ်ထိကြာမယ်လို့ရီဦးတော်လည်ရေးကိုဥဆောင်နှုံဆော်ပြောဆိုသူတွေရဲ့အပြောအဟောမှာလူအများကယုံကြည်ခဲ့ကြတာအမှန်ပဲဖြစ်ပါတယ် CDN လှူရှားမှုနဲ့အာနာသိန်းအစိုးရရဲ့ရန်တရားကိုရက်တန့်အောင်လှူဆောင်မယ်လမ်းစဉ် အကြမ်းမဖက်ဆန္ဒပေါ်ထုတ်တဲ့နီလန်နဲ့အာနာသိန်းစစ်တပ်ကိုအာနာစွန့်လွတ်အောင်ဖိအားပေးမဲ့လမ်းစဉ်က2020ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာမအောင်မြင်တော့တဲ့အနေအထားရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ဧပြီလနဲ့မေလတို့မှာလက်နက်ကင်တပ်ဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့စည်းကြပြီးတော့လက်နက်ကင်နီးလန်နဲ့အာနာတင်းထားတဲ့စစ်တပ်ကိုဖယ်ရှားဖို့လှုပ်ဆောင်ခဲ့ကြတဲ့ကာလမှာတချို့သောနိုင်ငံရေးလှိလာသူတွေကတော်လည်ရေးခီးလန်းကနှစ်နှစ်ချီကြာမြင့်ကောင်းကြာမြင့်နိုင်တယ်လို့မှန်းဆလာကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းຫນွေဥတော်လဲရေးကိုဥဆောင်သူတွေအနေနဲ့လူလူကိုစိတ်တက်တက်ကြွအောင်ရည်ရွယ်ပြီးဟောပြောတဲ့သဘောလား ဒါမှမဟုတ်အာနာထိန်စစ်တဲ့ရဲ့ခုခံနိုင်စွမ်းကိုရှော့တွက်တဲ့သဘောလားတခုခုဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 2022ခုနှစ်မှာအဆုံးအဖြတ်ဖြစ်နိုင်တယ်လို့ပြောဆိုမှုတွေနဲ့ဂျပန်2022ကုန်လွန်ပြီးတဲ့နောက်2023ခုနှစ်မှာຫນွေဦးတော်လန်ရေးအောင်ပွဲခံနိုင်တယ်ဆိုတဲ့မှန်းဆပြောဆိုချက်တွေလည်းပြောဆိုခဲ့ကြသလိုသတင်းမီဒီယာတွေကလည်းစိတ်အားတက်ကြွဝဲရေးသားတင်ဆက်ကြတာကြောင့်မြန်မာပြည်သူလူထုအနေနဲ့ຫນွေဦးတော်လန်ရေးကမကြခင်ကာလအတွင်းမှာအောင်ပွဲရတော့မယ်လို့ယုံကြည်မှတ်ယူခဲ့ကြတာကိုတွေ့ရပါတယ် အထူးသဖြင့်သတင်းမီဒီယာတွေအနေနဲ့လည်းတိုက်ပွဲသတင်းတွေဖော်ပြတဲ့အခါမှာအချက်အလက်တိကျမှန်ကန်မှုစစ်စစ်ဖော်ပြတာထက်စိတ်သက်စစ်စင်ရေးတပွဲတာတာထူးထူးပြောဆိုတဲ့အရေးအတွက်အချက်အလက်တွေအတိုင်းဖော်ပြခဲ့ကြတဲ့အဖြစ်ကရန်သူကိုရှော့တွက်တဲ့မှန်းဆချက်တွေဖြစ်ပေါ်လာစေတာဖြစ်ပါတယ်။တချို့လက်နက်ကိုင်အဖွဲ့တွေအနေနဲ့သတင်းမီဒီယာကိုထုတ်ပြန်တဲ့ဒါမှမဟုတ်ပေးပို့တဲ့ကိန်းဂဏန်းတွေကအဖြစ်ပြက်မှန်နဲ့များစွာပိုလွန်ပြီးထုတ်ပြန်ပြောဆိုလို့ရှိတာဖြစ်ပါတယ်။ စစ်ပွဲတွေရဲ့ထုတ်ပြန်ချက်တွေကစိတ်သက်စစ်စင်ရေးသဘောအရာ အမှန်အတိုင်းတိတိကျကျထုတ်ပြန်လို့မရှိတာသဘာဝဖြစ်ပေမဲ့သတင်းမီဒီယာတွေအနေနဲ့အဆိုပါထုတ်ပြန်ချက်တွေအတိုင်းအမှန်တကယ်ဖြစ်ပျက်နေတဲ့သဘောအစဉ်အမြဲဖော်ပြခြင်းကအခြေအနေမှန်ကိုသိရှိနားလည်ဖို့ခက်ခဲလာမှာဖြစ်ပါတယ်2023ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာစတင်တဲ့တစ်တုံညနှစ်ခွန်စစ်စင်ရေးကစစ်ရေးချိန်ခွင်ရှာကိုကြီးမားတဲ့အပြောင်းလဲဖြစ်စေခဲ့ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာတင်မကပဲ တရီနီပြည်နယ်ကရရခိုင်စကိုင်းချင်းစတဲ့ဒေသတွေမှာပါတစ်တုံညာနှစ်ခုစစ်စင်ရင်ကပြစ်ပေါ်စေတဲ့အခွန်လန်းကိုစုပ်ကန်ယူပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ကြတာနေနေတွေတင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အခု2025ခုနှစ်အလယ်ပိုင်းစည်ရေးအခြေအနေကိုပြန်လည်သုံးသပ်ကြည့်ရင်စည်ရေးချိန်ခွင်ရှာအနေအထားပြောင်းလဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်။ မြို့တွေကိုလက်လွတ်ရတဲ့အဖြစ်နေမြေတွေကိုလက်လွတ်ရတဲ့အဖြစ်တွေရဲ့နောက်ွယ်မှာအကြောင်းရင်းကနေဘာတွေရှိနေလဲဆိုတာစမ်းစစ်သင်ခန်းစာယူကြဖို့အချိန်ရောက်နေတာလည်းဖြစ်ပါတယ်။မြေပြင်အခြေအနေမှာတိုင်းရင်သားလက်နက်ကင်တွေကဗမာ PDF လက်နက်ကင်အဖွဲ့ကို ရှေ့တန်းကနေအသေးခံစီတာတန်းတူအခွင့်အရေးမရတာအပါအဝင် ခွဲခြားဖိနှိပ်ဆက်ဆံတာတွေကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ကိုယ်တိုင်တုံတွေ့သူတွေရဲ့ရင်ဖွင့်တန်တွေကိုလည်းကြားခဲ့ကြရပါတယ်။ လက်ရှိမှာဆိုရင်စစ်ရေးမှာစစ်တပ်ကအားသာလာသလိုတရုတ်ကလည်းစစ်အာဘော်တွေကိုဖော်ပြပြီးတော့ဆိုရှယ်မီဒီယာပလက်ဖောင်းတွေက ရတဲ့ဝင်ငွေနဲ့ရက်တီကြခြင်းကြောင့်သတင်းမီဒီယာကအာဘော်သုံးသက်ချက်တွေကိုယုံပြီးပုံအပ်လို့မရတဲ့ခေတ်အခြေအနေဖြစ်လာနေတာပါ ငရေးစည်ရင်အင်အားစုတွေအနေနဲ့ပဂတိအချက်လက်မဆားရဝါခမန်းပြောဆိုစီရင်ခြင်းထက်ပဂတိအခြေအနေတွေကိုတည့်တည့်ရင်ဆိုင်သုံးသပ်ပြီးမှန်ကန်တဲ့မဟာဗျူဟာချမှတ်ကຫນွေဥတော်လန်ရေးကို လူဒုနဲ့အတူရင်ဆိုင်ကြော်ဖြတ်ကြမယ်ဆိုတဲ့ခံယူချက်မျိုးစီယုံမှုမျိုးပြောဆိုမှုမျိုးလှုပ်ဆောင်ကြရမယ့်အချိန်ရောက်နေပြီလို့တိုက်တွန်းချင်ပါတယ်။နောက်ပြီးဖြစ်ချင်တဲ့ဆန္ဒထက်ဖြစ်တဲ့အရာတွေကိုလည်းထည့်သွင်းပြီးကိုယ်ဒေတာကိုယ်လူမျိုးအတွက်မျက်နာမှုပြီးရက်တီပေးဖို့ဆန္ဒပြုလိုက်ရပါတယ်။ အခုတင်ပြသွားတဲ့တင်ပြချက်အပေါ်မှာမိษွေတို့ရဲ့သုံးသက်ချက်တွေကိုလည်း comment ကနေတဆင့်အမျှဝေပေးခဲ့ကြပါအောင်ရှင်။အခုလိုစိတ်ဝင်စားစရာကောင်းမဲ့မြမအကြီးကပအရင်သတင်းများစွာကိုနားဆင်ဖို့အတွက်သတင်းခစ် channel ကို like and subscribe လေးလုပ်ပေးခဲ့ပြီးဗီနာက notify bell လေးကိုလည်းနှိပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။ကြည့်ရှုသူအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။